ပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာတော်မီလောက်ယာကနေလွိုင်ကွန်မြူနယ်အရှိတ်ဘက်ချင်းမှာရှိတဲ့ဆစ်ရှောင်းစခန်းတနေရာကဆစ်ရှောင်းတဲ့အိမ်နှလုံးမီလောက်ပြချသွားပါတယ်။တော်မီလောက်တဲ့နေရာနဲ့ဆစ်ရှောင်းစခန်းကအလံဝေးပေမဲ့လေတိုက်အားပြင်းလုံးလာကြောင့်မီးစတွေလွင့်လာပြီးဆစ်ရှောင်းတဲ့အိမ်နှလုံးမီလောက်ပြချသွားတယ်လို့ဆစ်ရှောင်းကော်မတီဝင်တဦးကပြောပါတယ်။လူထိခိုက်မှုမရှိပေမဲ့နေအိမ်အတွင်းကပစ္စည်းတွေအလုံးမီလောက်ပြချသွားတယ်လို့ဆိုပါတယ်။ အခုလက်ရှိမှာတော့နေအိမ်မီးလောက်သွားတဲ့မိသားစုနှစ်စုကိုဆစ်ဆောင်ကော်မတီနဲ့အုပ်ချုပ် ရေးအဖွဲ့တွေကပဲကူညီပေးနေတာဖြစ်ပြီးအပြင်ကအကူအညီတွေတော့မရရှိသေးဘူးလို့ဆစ်ဆောင်ကော်မတီကပြောပါဗျ။အဲ့ဒီဆစ်ဆောင်စခန်းမှာတော့အခြေ1500ရှိပြီးလူဦးရေ6000ကျော်နေထိုင်ကြတာပါ။2024ခုနှစ်မတ်လအတွင်းမှာလဲ Rhine Community အရှိဖက်ချမ်းကဂျေးရွာတရွာမှာတော်မီလောက်ပြီးဂျေးရွာအထိမိကူးဆက်မှုကြောင့်နေအိမ်၂၉လုံးမီလောက်ပြန်ချခဲ့ကြ စပကြီးစပားတွေပြည့်စည်ဆုံးရှုံးသွားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။